ဗီယက်နမ်ဝဲယူနိုက်တက်ထဲချန်ပီယံလိဝင်ခွင့်ရတဲ့ချဲစီကိုရွေးချယ်သွားမယ်ဒီလက်ဗိုက်ဒမန်အမေမင်းလာများမန်ချက်စတာဖော့စ်ဆောင်ကနေပြန်လဲကြိုးလဲပါရင်မန်ချက်စတာနိုက်တက်တင်းရဲ့ချဲစီတင်းတို့ကတော့တိုင်းစစ်ပိုင်းအင်အားဖြည့်တင်းမှုတွေအပြင်အထောင်တိုင်းစစ်မှုဒူးကိုခေါ်ယူသွားဖို့ရှိနေပါရင်ယူနိုက်တက်ရောချဲစီရောကအင်းစစ်တောင်းအတင်းရဲ့အင်္ဂလန်လူငယ်တိုင်းစစ်မှုလီယန်ဒီလက်ကိုခေါ်ယူချင်နေတာပါအင်္ဂလန်တိုင်းစစ်မှုအတွက်နှစ်သင်းလုံးကအပြိုင်ဆိုင်စူးစမ်းနေကြတာပါအစပိုင်းမှာတော့ဒီလက်ကိုခေါ်ယူဖို့ယူနိုက်တက်ကတည်ပြေးခဲ့ပေမဲ့ချဲစီတင်းကပါဝင်ရောက်လာခဲ့တာပါလက်ရှိသတင်းတွေဖော်ပြမှုတွေအရတော့ဒီလက်ကိုခေါ်ယူဖို့ချဲစီတင်းကနှစ်တပြားတော်သွားခဲ့ပါပြီ ဒီနေ့ကတော့ပရီးမီးယားလိမှာဆင်းဆန်ကားနဲ့သာရာသီသိမ်းနိုင်ခဲ့တယ်လို့ယောဘာလိမှာလည်းဘောလုံးပွဲမှာရှုံးနေခဲ့လို့လာမယ့်ရာသီမှာချန်ပီယံလိကစားခွင့်ရမှာမဟုတ်ပါဘူး။ချဲစီတင်ကတော့ပူပူနွေးနွေးပဲ conference league ဗလာရရှိထားတယ်လို့လာမယ့်ရာသီမှာလည်းချန်ပီယံလိဝင်ခွင့်ရရှိထားခဲ့ပါရင်။ဒါကြောင့်မလို့ဒီလက်ကိုခေါ်ယူရမှာချဲစီအသင်းဘက်ကအားသာချက်တွေရှိနေတာပါ။ကစားမဘက်ကကြည့်ရင်လည်းတာမန်ပရီးမီးယားလိပဲကစားတဲ့အသင်းထံချန်ပီယံလိကစားတဲ့အသင်းကိုပဲဦးစားပေးရွေးချယ်သွားဖို့ရှိနေတာပါ။ ယနေ့အနေနဲ့လာမယ့်ရာသီမှာဥရောပဝင်ဝင်မရခဲ့တာကကစားမတွေကိုခေါ်ယူရေးမှာအဓိကထိုးနှဲချက်တစ်ခုဖြစ်ရှိနေခဲ့ပါတယ်။ဒီရာသီဟာ United အတွက်အဆိုးဆုံးရာသီတစ်ခုလည်းဖြစ်တယ်လို့ပရိသတ်တွေအတွက်လည်းဘလို့မှလက်ခံနိုင်စရာမရှိတဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။အချိန်နေဆိုတဲ့ရာသီကိုကယ်တင်ဖို့ United အနေနဲ့ Europa League ပလာယူပြီး Champions League ကစားနိုင်မယ့်အခွင့်အရေးရှိခဲ့ပေမယ့်တရဲနေနေနေနဲ့အသုံးမချနိုင်ခဲ့တာပါ။ဒီနေ့တင်ဆက်မှုကတော့လောပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ။